မင်္ဂလာပါရှင့်ဒူကလာဖြစ်သူလန် channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရဲ့အခုလိုတိုးတက်နေတဲ့21ရာစုမိပညာခေတ်ကြီးထဲမှာအလုံးရှာမယ်ဆိုရင်တော့အပြင်ကနေရိုးရိုးစီပီဖောင်ပေးတာတွေကိုခဏဖိခောက်ထားလိုက်တော့အိမ်မှာနေရင်တောင်ကိုယ်နဲ့ကိုက်ညီတဲ့ professional အလုပ်တွေကိုအချိန်ကုန်လူပင်ပန်းစရာမလိုပဲရှာနိုင်ဖို့အတွက်ဒီဗီဒီယိုလေးမှာ link in ဆိုတဲ့အလုံးရှာတဲ့ website လေးကိုအသုံးချပြီးတော့ဘယ်လိုမျိုးရှာရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အပြပေးသားမယ် အေးတော့ LinkedIn ကိုဘယ်လိုသုံးရမလဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ LinkedIn profile တစ်ခုရအောင်ဘယ်လိုပြင်ဆင်ရမှာလဲအလौရှာပုံရှာနည်းတွေအလौရှောက်ပုံရှောင်းနည်းတွေနဲ့ကိုယ့်ကို အလौခန့်တဲ့သူတွေကဘယ်အချက်တွေကြည့်ပြီးတော့ခန့်တာလဲစားတယ်အကြောင်းအရာတွေကိုဒီဗီဒီယိုထဲမှာအသေးစိတ်ပြပေးတာမှာဖြစ်တာကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တာမှဆိုရင်လုံးဝအကျိုးရှိမှသိစားပေါက်ပါပဲနော်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော် ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ် linkin မှာအလုံးချကြမယ်ဆိုတော့ပထမဆုံးအနေနဲ့ Play Store မှာ linkin လို့ရိုက်ချလိုက်ပြီးတော့ application လေးကို download ဆွဲလိုက်ပါမယ်။ပြီးရင် account လျှောက်ဖို့အတွက်ကိုယ့်ရဲ့ Google, Gmail ဖုန်းနံပါတ်နဲ့ account အစ်တစ်ခုလျှောက်လိုက်မယ်။ account လျှောက်တဲ့အခါမှာ first name, last name ထည့်ပြီးတော့လျှောက်ရပါတယ်။ဒီမှာကတော့ account ရှိပြီသားဆိုတော့ထပ်ပြီးတော့လျှောက်เสียရမလို့တော့တာပါနော်။ အဲ့လိုမျိုးလေးအကောင့်လေးအရင်ရှောင်းလိုက်ပြီးရင်ကိုယ့်ရဲ့အချက်လက်စရဲ့ profile နေထည့်ပြရပါတယ်။ဒါမှပဲကိုယ့်အလုတ်ခတ်မဲ့သူကဩသူဒါရီလုံခုတာပဲ။သူဒါရီတွေ့လို့ရှိရပဲ။စသဖြင့်တိမာပဲဖြစ်ပါတယ်။အဲ့တော့ LinkedIn profile ဖြည့်ဖို့အတွက်အရင်ဆုံးဓာတ်ပုံတင်ရပါတယ်။ဓာတ်ပုံတင်တဲ့အခါမှာကိုယ့်ရဲ့ first impression အတွက်စမချရဲ့ဓာတ်ပုံကိုတေချာလေးရွေးတင်ထားဖို့လိုပါရဲ့နော်။ ဒီက headline မှာဆိုရင်တော့ကိုယ့်ရဲ့အလုပ်ကိုင်တဲ့ရည်မှန်းချက်ကိုရေးပြရပါတယ်။ဥပမာကိုက AI နဲ့ပဲမှာအလုပ်ရှာနေတဲ့ software engineer တယောက်ပေါ့နော်။ဒါဆိုလို့ရှိရင် software engineer seeking opportunity in AI deployment ဆိုပြီးရေးလိုက်တာမျိုးကိုပြောတာပါ။ experience မှာဆိုရင်တော့ကိုယ့်မှာရှိတဲ့အရင်ကလုပ်ငန်းအတွေ့အကြုံတွေကိုထည့်ရေးပေးလိုက်။ education မှာကြတော့ကိုရထားတဲ့ပညာရေးနဲ့ပတ်သက်တဲ့ဘွဲ့တွေ degree တွေ certificate တွေအစရှိတဲ့ပြည့်အကုန်လုံးဖြည့်ပေးလိုက်ပေါ့နော်။ ရာ scan endorsement မှာဆိုရင်တော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုထည့်ပြီးတော့ low for gain ဘက်တွေစီကနေထောက်ခံပေးတာမျိုးတွေအဲ့လိုမျိုးတွေကိုထည့်ပေးလိုက်အလိုမျိုးလဲဆိုရင်ပေါ့နော်အရင်ကအလုပ်ရှင်တွေဒါမှမဟုတ်ကိုယ့်ရဲ့ low for gain ဘက်တွေကိုယ့်ရဲ့ senior တွေစီက recommendation letter လေးတွေတောင်းပြီးတော့ဒီ recommendation အနေနဲ့ထည့်ပေးလိုက်ရပါတယ်ကဲအခုလိုမျိုးအကောင့်ထည့်ပေးပြီးသားပြီဆိုရင်တော့ကိုယ့်ရဲ့ profile လေးကစိတ်ဝင်စားဖို့ကောင်းသားပြီ။ဒါဆိုရင်အလုပ်ဘယ်လိုစရှာကြမလဲ။ အလောက်ချခြင်းနဲ့ဆိုရင်တော့ဒီ link in ရဲ့အပေါ်က search bar မှာရှိရဲ job ကိုနှိပ်ပေးလိုက်ပါပြီးရင်ကိုလိုရှင်တဲ့အလောက်အမျိုးအစားရဲ့ keyword နဲ့ဥပမာပေါ့နော် marketing manager လိုချင်တာဆိုရင် marketing manager အစရှိတဲ့ပြင်ထည့်ပေးလိုက်ပြီးရင်ဒီနေရာတွေထည့်ပေး အဲ့လိုမျိုးအပေါ်အားပေါ်တော့ကိုလိုချင်တဲ့ဟာဘယ်လိုမျိုးလိုချင်တာလဲကိုကဘယ်လိုမျိုးလုပ်ကိုလိုချင်တာလဲအစရှိတဲ့ဖြစ်အဲ့ပေါ်မူတည်ပြီးတော့အလုပ်ရှာလို့ရပါတယ်။အော်နောက်ထပ်တစ်ခုကလေကိုလိုရရင်သုံးဖို့အတွက်စိတ်ဝင်စားဖို့ကောင်းတယ်ကာဗာလက်တာတစ်ဆောင်လေးရေးထားဖို့လည်းလိုအပ်ပါသေးရဲ့နော်။ကဲခုလိုတွေကိုကတော့ရှာနေပြီးအရေးကြီးတာကြံသေးရဲ့။ဒါလဲဆိုရင် networking လုပ်ဖို့ပါ။ဘယ်လိုမျိုး networking လုပ်ရမလဲဆိုရင် recruiter တွေ HR တွေနဲ့ထိစပ်ရမယ်။ ရခုတာတို့ HR တို့ကိုယ်အလုပ်ခက်မဲ့လူတွေပေါ့နော်ချိတ်ဆက်ပေးရမယ်။ပြီးရင်ကိုယ်စိတ်ဝင်စားတဲ့ company တွေရဲ့ဒီ HR တွေကို connection request ပို့ထားပြီးတော့ network တိစောက်ထားတာတို့ကိုယ်လုပ်ငန်းနယ်ပယ်မှာရှိတဲ့သူတွေစီကို message ပို့ပြီးတော့အကြံဉာဏ်တောင်းခံတာတို့အဲဒါမှမဟုတ်ရင်သက်ဆိုင်ရာသက်ဆိုင်ရာနယ်ပယ်တွေပေါ့နော်ကိုယ်စိတ်ဝင်စားရာ industry နယ်ပယ်တွေမှာ join ပြီးတော့ဝင်ရောက်ဆွေးနွေးတာတော့အဲ့လိုမျိုးတွေလုပ်ပြီးတော့လဲ networking တွေတိစောက်ထားရင်လဲပို့ပြီးတော့အဆင်ပြေရယ်ပြီးတော့အလုပ်တော့ရှာနေပြီကိုယ်လည်းတွေ့ပြီးရှောက်ပြီးပြီးဆိုပါတော့ ဒီတိုင်းသူတို့ဘက်ကဆက်သွယ်လာတာကိုပဲထိုင်ဆောင်မနေနဲ့နော်အလုံးလျှောက်ပြီးတော့တပတ်နှစ်ပတ်လောက်ဆိုရင်ကိုကိုအလုံးခတ်မဲ့ recruiter ဒါမှမဟုတ် hiring manager စီကို message ပို့ပြီးတော့ update တောင်းခံပေးပါ အော်နောက်ထပ်မှာကျွန်တော်ကလေဒီ LinkedIn သုံးမယ်ဆိုရင် LinkedIn က professional networking platform ဖြစ်တာကြောင့်မလို့အဲ့ဒီမှာကိုယ့်ရဲ့အချက်လက်တွေလည်းပုံမှန် update လုပ်ပြီးရော active ဖြစ်အောင်နေပြပါဒါဆိုလို့ရှိရင်တော့အိမ်ကနေပြီးတော့အေးဆေးဆေးလေးနဲ့အလုပ်ရှာနေတဲ့သူတွေအတွက်ဒီ LinkedIn ကနေပြီးတော့ဘယ်လိုမျိုးအလုပ်တွေရှာရမလဲဆိုတာကိုအားလုံးပဲသိသွားကြပြီလို့ထင်ပါတယ် မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။